လုံးမင်္ဂလာပါခင်ဗျကိုခဲအစ်တဖုတ်ဘောရှိုးကနေကြိုသူပါရယ်ကျွန်တော်ကိုခဲမှာဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့တရေနဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ် ပထမဆုံးသတင်းကျင်တဲ့သတင်းကတော့စပိန်ဘက်ကသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ AS ကပေါ်ပြထားတဲ့ Real Madrid နဲ့ Liverpool ရဲ့ဆက်ဆက်သတင်းပဲဖြစ်ပါတယ်။ Liverpool တင်းကိုရောက်ရှိဖို့အတွက်အတော်လေးနှီးဆက်သွားပြီဖြစ်တဲ့သဘောတူညီမှုတွေရသွားပြီလို့ကိုပေါ်ပြထားတဲ့ Liverpool စင်တင်ကွင်းလယ်တိုက်စစ်ကစားသမား Florian Wirtz ကို Real Madrid နီးပြတဲ့ဇာဗီအလွန်ဆိုကအသင်းကိုခေါ်ယူပေးဖို့အတွက် Real Madrid အသင်းကိုတောင်းဆိုထားတယ်လို့သိရပါတယ်ခင်ဗျ။ဒီသတင်းသာတကယ်အစ်စ်မှန်ဆိုရင်ပွဲကတော့ကြည့်လို့အတော်လေးလှပါပြီ။သူ့ရဲ့ တပည့်ဟောင်းကိုသူပြန်ခေါ်စီချင်တာကတော့ဒါအကျိုးကြောင်းတင့်လျော်မှုရှိတယ်ဖလော်ရီယန်ဗစ်ကလည်းဇာဘီလွန်ဆိုရဲ့လက်အောက်မှာပို့ပြီးတော့စွမ်းဆောင်ရင်ကောင်းပြနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဒါပေမဲ့ကျွန်တော်စဉ်းစားရမှာဗစ်ကိုတိုင်ကလီဗာပူးတင်းကိုရွေးချယ်ပြီးသွားပြီဆိုတဲ့အတွက်ကြောင့်ဇာဘီလွန်ဆိုရဲ့စိတ်ဆန္ဒက ြည့်ရောပြည့်ဝပါမလားပေါ့နော်အဲ့တော့ကျွန်တော်တို့အချက်နှစ်ချက်ကိုဆွေးနွေးရမှာဖြစ်ပါတယ်ပထမတစ်ချက်က Real Madrid ရဲ့ Xabi Alonso တောင်းဆိုမှုကိုလိုက်ရောနိုင်ခြင်းရှိမရှိအချက်နောက်တစ်ချက်ကတော့ Liverpool အသင်းနဲ့ဘလောက်နီးစပ်မှုရှိနေတယ်လဲ Visca ရော Liverpool အသင်းကိုရွေးချယ်မလား Real Madrid အသင်းကိုပဲစိတ်ပြောင်းသွားမလားပေါ့နော်အဲ့ဒီ နှစ်ချက်ကိုဆွေးနွေးပါမယ်ဆိုတော့ဇာဗီလွန်ဆိုကတောင်းဆိုတတ်တဲ့နီးပြတယောက်ဟုတ်မဟုတ်ကတော့ Real Madrid နီးပြတဲ့ဖြစ်လာပြီးဟိုတရားဝင်လူခေါ်မှုတွေလုံးမှာကျွန်တော်တို့သိကြသိမှာပေါ့နော် Liverpool စင်လောက်ကိုကင်တွယ်ယုံလောက်နဲ့ဟိုကစားသမားလူချင်းနဲ့ဒီကစားသမားလူချင်းနဲ့တောင်းဆိုမှုတွေမရှိခဲ့တာကတော့အမှန်ပဲသို့တော့ Real Madrid နီးပြဖြစ်လာတဲ့အခါကျတော့လေ Madrid နီးပြအထိုက်လျောက်သူလူချင်းနဲ့ကစားသမားသူတောင်းဆိုရလဲ ဖြစ်ပါလိမ့်မယ်။ Okay နီးပြတောင်းဆိုခွင့်ရှိတယ်။ဒါပေမဲ့ club တင်းတာဝန်ရှိတဲ့သူတွေကလည်းနီးပြတောင်းဆိုမှုကိုကြိုးချောင်းတင့်လျော်စွာခေါ်ဖို့တင့်မတင့်ပြန်လဲဆွေးနွေးရမယ့်အခြေအနေတွေပါရှိလာပြန်ပါတယ်။ Visco ပေးရမယ့်ပြောင်းရွှေ့ခြေပမာဏသည်အနည်းဆုံးတော့ ပေါင်တန်းတရာအထက်မှာရှိတယ်။တန်းတရာ10လားနော်တန်းတရာ20လားဒါမသိတာ။စံချိန်တွေငွေကြေးအမောင့်ပမာဏတခုလောက်ကိုသုံးပြီးတော့ခေါ်ရမဲ့ပုံတံတန်းမျိုးမက်ဒရစ်အနေနဲ့မခေါ်ယူနိုင်တာတော့မဟုတ်ဘူး။သူတို့ပြောင်းရွှေ့ကြီးအများကြီးပေးပြီးခေစစ်ဆက်ကစံချိန်ချိုးခဲ့တဲ့ကစားသမားတွေလည်းအများကြီး။သို့တော့ Real Madrid အသင်းရဲ့အပြောင်းရွှေ့ policy ကငွေရန်မတုံးတော့တလို့အတင်းမှာရှင်းနေပြီးသားကစားသမားစုဖွဲ့မှုတောင်မှနာမည်ကျော်တွေများနေတဲ့အတွက်ရှင်းထုတ်ဖို့စူးစမ်းနေရတဲ့ အခြေအနေပါရိုဒရီဂိုဖလော်ရီယန်ဗစ်စတန်ရှင်မတိမ်မြေကစားသမားပါရိုဒရီဂိုတောင်ပွဲထွက်ခွင့်တနေရာအတွက်မသေးချာမီယာမှုတွေရှိနေတဲ့အတွက်ကြောင့်သူကိုယ်တိုင်အသင်းပြောင်းရမယ်မသိဆက်နေရမယ်မသိ အတင်းတာဝန်ရှိတဲ့သူတွေကလည်းဒီနမဲကျော်ကစားသမားအများအပြားကိုဘယ်လို management လုပ်ရမလဲမသိသေးတဲ့အခြေအနေမျိုးမှာတော့ Vis လိုမျိုးနောက်ထပ်နမဲကြီးကစားသမားကိုပြောင်းရွှေ့ကြည့်အများကြီးပေးပြီးခေါ်ယူဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲလို့ထင်ပါတယ်။ဆိုတော့ဇာဘီလွန်ဆိုတောင်းဆိုကောင်းတောင်းဆိုလိမ့်မယ်။လက်တွေ့မှာတော့ဒီကစားသမားကိုခေါ်ယူရကျွန်တော်ရှင်းမှပြောခဲ့တဲ့အချက်လက်တွေကြောင့်အထမမြောက်နိုင်ဘူးဗျ။အဲ့တော့တစ်ဖက်က Vis ရဲ့ Liverpool တွားရအခြေအနေကိုပြန်လည်စဉ်းစားမယ်ဆိုရင် official ကြေညာဖို့လောက်ပဲ ကြံတော့တာလီဗာကူဆင်တင်းရဲ့ကစားသမား၂ယောက်ဖြစ်တဲ့ Frank Paul နဲ့ Florian Wirtz ကို Liverpool မမယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း Liverpool ဒီပြောင်းရွှေ့ကြီးလောက်လောက်လာလာဘာမှသုံးခဲ့တဲ့အသင်းတင်းမဟုတ်ဘူးဘောလုံးအသင်းတွေမှာငွေကြေးသုံးစွဲနိုင်တဲ့အခြေအနေ အသိအတိတိုင်းမှာရှိတယ်နော်သို့တော့ FFP rules နဲ့ပြန်ပြီးချိန်ထားတဲ့အတွက်ကြောင့်သုံးသင့်မသုံးသင့်ပြန်ချိန်နေရတဲ့သဘောမျိုးပဲရှိတာပါအဲ့တော့ကြောင့်ပြီးခဲ့သောဘောလုံးရာသီ Incan Expand Balance မှာ Liverpool ဒီဘာမှမရှိတာပါဘူး Premier League ရဲ့အသင်း20လုံးမှာငွေသုံးအ ਨੇ သုံးအသင်းဖြစ်တဲ့အတွက်ကြောင့်တရာသီခွဲသာလောက်ငွေကြေးသုံးဆွဲမှုလုပ်ပြီးခေါ်နိုင်တယ်ပြောချင်တာ Vis ကိုပေးရမယ့်ပြောင်းရွှေ့ခြင်းအမောက်ပမာဏကိုစံချိန်တင်သုံးနိုင်တဲ့သဘောမျိုးပါနောက် Florian Vis ကိုစိတ်ဝင်စားတယ်ဆိုတာလေအခု Sporting Director အသစ် Richard Hughes လက်ထက်မှာ စိတ်ဝင်စားလာတာမဟုတ်ဘူးအရှင် Michael Edwards Sporting Director အဖြစ်တာဝန်ယူစဉ်အချိန်ကာလတည်းကစိတ်ဝင်စားမှုတွေရှိခဲ့တာပါအခုလည်း Michael Edwards က Liverpool အသင်းမှာ Managing Director လုပ်နေတော့နောက် Richard Hughes နဲ့ ပေါင်းပြီးနီးပြရလဲအာနာစတော့ဖြစ်တဲ့အခါကျတော့တိတ်ထွေထူးအယိုးမြရဲ့ချီးခါရဲ့လုံမှာမို့ဒီလိုကစားသမားမျိုးတော့မမှာပဲအာနာစတော့ကိုယ်တိုင်တော့ဖုန်းဆက်ပြီးတော့အသင်းရဲ့အနာဂတ်ပလန်စီမံကိန်းအကြောင်းပြောပြီးစီယုံသိမ်းသွင်းထားတယ်ဘာညာဆိုတော့လီဗာပူးကရှေ့ကိုခြေနှစ်လန်းသုံးလန်းထက်မကကြိုရောက်နေနေပြီလို့ထင်ပါတယ်ဗစ်ကိုပရီးမီးယားလိမှာပဲမြင်ရဖို့ရှိပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့လီဗာပူးနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းနာကတော့ Fabrizio ရိုမာနိုပါလီဗာပူးအသင်းကဘုံမောင်းအသင်းရဲ့နောက်ခံလူမီလော့ကာကတ်စ်ကို ခေါ်ယူဖို့အတွက် personal terms agree ရရှိထားပြီးဖြစ်ပါတယ်အဲ့အတွက်ကြောင့်နောက်ဆက်တွဲအသေးစိတ်ဆွေးနွေးညှိနှိုင်းရမယ့်ပုံကိုယ်ရေးဆိုင်ရာသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုမရှိဘူးလို့လည်းသိရပါတယ်ခင်ဗျာကျွန်တော်ကတော့နော်ကိုကလေးကမီလော့ကာကတ်စ်တွေလီဗာပူးကစားသမားပဲဖြစ်လာမယ်လို့ပြောခဲ့ပြီးသားအရင်တည်းကနော်ကာကတ်စ်လီဗာပူးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြည့်ဘူးတဲ့ညီကိုတွေကတော့သိလိမ့်မယ်ဘာကြောင့်လဲဆိုတော့တခြားအသင်းတွေကိုပြောင်းနိုင်ခြေထက်လီဗာပူးကိုပဲပြောင်းရွှေ့နိုင်ခြေအချက်လက်တွေက ာများနေတာ ው လီဗာပူးကအာနာဘာနာနဲ့ကာကက်စ်ကိုခေါ်ပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ကအော်ကာကက်စ်တခြားသင်းကိုပြောင်းရွှေ့သွားနိုင်တယ်လို့တွေးပေးလို့ရသေးတယ်အခုကလီဗာပူးရဲ့ left back မှာစီမီကက်စ်ကို နီးပြအဆက်ဆက်မကြိုက်ဘူးဗျာအတင်းရဲ့အဓိကကစားသမားဖြစ်သူတို့ကမတုံးကျင်ဘူးသူတို့ရှုမြင်ထားတာဆီမီဂက်စ်ဒီအရန်ကစားသမားဒီချိန်မှာပေါ်တိုခွန်တနေရာအတွက်အမြဲတမ်းလိုလိုလက်ဖက်တနေရာမှာမင်းမှုခဲ့တဲ့ရောဘတ်ဆင်အသက်အရွယ်ရအခုပြီးသွားတဲ့ဘောလုံးရာသီမှာတော့မတုံးသင့်တော့ဘူးအဲ့တို့ကြောင့်လက်ဖက်တနေရာမှာငယ်ရွယ်ပြိုမြင့်တဲ့ကစားသမားတစ်ယောက်ကိုခေါ်ခေါ်ရမှာပဲဒီချိန်မှာမီလော့ကာကက်စ်ဒီပရီးမီးယားလိရဲ့အကောင်းဆုံးလက်ဖက်ဒီတွေကတစ်ယောက်ဖြစ်နေပါတယ်ဒါအပြင်သူနဲ့တနိုင်ငံနဲ့သာသူ့ရဲ့တငယ်ချင်း2မိနစ်စူပိုဒလန်ကလည်း လီဗာပူးမှာရှိနေတယ်ဆိုတော့ရေကန်အသစ်ကြာတင်မယ်မီလော့ဂါဂတ်စ်အနေနဲ့တခြားအသင်းတွေကိုပြောင်းရွှေ့နိုင်ရေးထက်ကျွန်တော်ကတော့လီဗာပူးအသင်းကိုပြောင်းရွှေ့နိုင်ဖို့ပဲများတယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျအဲ့အတွက်ကြောင့် အခုထွက်နေတဲ့သတင်းလိုမျိုးပဲလီဗာပူးအသင်းအနေနဲ့ဒီကစားသမားကိုမိတိအကြောင်းရံထဲမှာစိုးရိမ်ပူပန်ခြင်းမရှိဘူးဆိုတာဖြစ်နိုင်ခြင်းများပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ဘိုင်မင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းထဏာက Florian Plettenberg ပါဘိုင်မင်းအသင်းကလီဗာပူးအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား Cody Gakpo ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေပြီးတော့ Gakpo ခေါ်ယူချင်နေတဲ့ Bundesliga club အသင်း၃သင်းထဲကတသင်းဖြစ်တယ်လို့သိရပါတယ် Cody Gakpo နောက်ထပ်ဘယ် club သင်းတွေခေါ်ချင်နေတယ်လဲဆို ာဘိုင်နင်းနဲ့တော့မဖော်ပြထားပေမဲ့ဘိုင်မြူနစ်ကတော့အားကောင်းမောင်းတန်အဖြစ်ဆုံးအသင်းတစ်သင်းလို့ကျွန်တော်ယူဆတယ်။ကိုရီကပိုကိုလီဗာကူးဆင်ကလည်းခေါ်ယူချင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်။နီပြအဲရစ်တန်ဟတ် ဖြစ်လာတဲ့အတွက်ကြောင့် Netherlands ဒါချင်းသဘောကျတာမျိုးလဲစဉ်းစားပေးလို့ရတယ်။သို့တော့တကယ်တမ်းကိုရီကပူခေါ်ယူဖို့အတွက်ငွေချေးရအတက်နိုင်ဆုံးအသင်းကတော့ Bayern Munich တည်တာလင်းဖြစ်ပါလိမ့်မယ်။သို့တော့ကိုရီကပူနဲ့ Luis Diaz ကို Liverpool တင်းကဘသူ့ကိုအရင်ထုတ်ချင်တယ်လဲဆိုရင် Luis Diaz ကိုထုတ်ချင်ပါလိမ့်မယ်။ဒါကရောင်းပြတဲ့အခြေအနေဆိုရင်ပြောတာနော်။အဲ့တော့ Luis Diaz ရဲ့ အသက်အရွယ်က28နှစ်ကျော်သွားပြီတာမန်ကစားသမားတယောက်အဖို့ငယ်တော့တဲ့အသက်အရွယ်မဟုတ်ဘူးကိုဒီကပ်ပိုကတော့28နှစ်အောက်ပဲရှိပါသေးတယ်အဲ့တို့ကြောင့်ကိုဒီကပ်ပိုအထောင်တက်စစ်တနေရာမှာ3-3ကျွန်တော်တာမန်တနေရာမှာ3-3လီဗာပူးသင်းပြီးနှစ်ကာလကြာရှည်သွားတုံးလို့ရမယ့်အခြေအနေမျိုးရှိပါတယ်ကိုဒီကပ်ပိုကဒီနေ့ရာဒီမှာလီဗာပူးတို့ကလက်နက်ပုံးလို့ပြောလို့ရတယ်တိတ်ပြီးပြိတ္တဲကြားထဲမှာမဟိုက်ခင်ရပေမဲ့သူ့အိုးသူ့ဆန်နဲ့တော့တော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ကစားပုံရိုးရှင်းပေမဲ့ ိုရီကပူပါဝင်ခဲ့တဲ့ကိန်းကနဲအချက်လက်တွေကလုံးဝအထင်ကြီးစရာပါဒီတကြောင်အာနာစတော့အနေနဲ့လည်းဒီနယ်သာလန်သားတယောက်ဖြစ်တဲ့ကိုရီကပူကိုအတင်းရနေထွက်ခွာစေဖို့ဆိုတာမဖြစ်နိုင်ဘူးဘိုင်မင်းအနေနဲ့ကိုရီကပူဈေးဘလောက်ပေးမှာတော့တောက်ရွှေချေပေါင်တန်း80 80လောက်ပေးရင်တော့တနည်းတစ်ပုံစဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်သို့တော့အလောက်အမောက်ပမာဏပေးပြီးတော့လေကိုရီကပူချင်းကပ်မယ်လို့မထင်ဘူးဒီတကြောင်ဒီသတင်းတွေဒီကောလာဟာလာသတင်းတွေပဲလို့တော့ကျွန်တော်သုံးသပ်မိတယ်ကိုရီကပူဒီလီဗာပူးအသင်းမှာပဲနောက် ကာလတွေမှာလည်းဆက်ရှိနေဖို့များပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ